အကြောင်းတရားကို စီးပူအထောက်ခြင်းဖြင့်အကျိုးတရားကိုရရှိတာသဘာဝပဲဖြစ်တယ်။အကြောင်းတရားဆိုတဲ့နေရာမှာမကောင်းတဲ့အကြောင်းတရားတွေကိုပြုလို့ရင်မကောင်းတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေတတ်ပြီ။ကောင်းတဲ့အကြောင်းတရားတွေကကောင်းညှိုးချမ်းသာကို ဖြစ်ပေါ်စေတတ်တယ်။ဒါလေဓမ္မနိယာမသဘာဝတရားတို့ရဲ့ထုံးစံအတိုင်းဖြစ်တဲ့အရာပဲဖြစ်တယ်။ nhất sau giờ cả bà đi ăn cùng phò phò nhau bị phò cha sống mà để khám cái này anh cari cái này anh bà bà cari sa bà bà cả câu nào lưỡi câu nào giả để mà câu nào lưỡi câu nào giả để tôi bảo vậy ra cùng kêu là đã nó về phan sinh sinh mà phan sinh được nhà u tôi bảo vậy ra အကောင်းနဲ့မကောင်းဆိုတာသူ့တဘာဝအတိုင်းရှိနေတယ်။အပြစ်ရှိတာနဲ့အပြစ်ကင်းတာလုံးတဲ့နာနဲ့မလုံးတဲ့နာဆိုတာသူ့တဘာဝအတိုင်းလောကကြီးမှာ ရှိနေတယ်ဘယ်လိုရှိနေတော့ဆိုရင်တောတောင်ရေမြေတစ်ပင်နေတယ်မှတောင်းတက်မဲ့တော့တက်မဲ့အရာဝတ္ထုတွေမှတောင်းမှပဲအစိတ်တဲ့သေးစားတက်ပင်ရှိတယ်လို့ လူရဲ့တဏ္ဍမှာယောဂပျောက်စေတဲ့တပင်းနဲ့ရှိတာနော်အစိတ်သင်းတဲ့အပင်ရဲ့အပွင့်တို့အရွက်တို့အသီးတို့သွားစားမယ်ဆိုရင်အစိတ်ဖြစ်မှာပဲကျမ်းမာစေတဲ့တပင်းရဲ့အသီးပွင့်ခေါင်းစားသည်အသုံးပြုရင်ကျမ်းမာမှုဖြစ်စေဒါသဘောဝတရားပဲနော်အဲ့ဒါလိုပဲ လူတွေရဲ့ယဉ်တဲ့နှလုံးထဲမှာကောင်းတဲ့စိတ်နေသဘောထားတွေခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကောင်းမှုမကောင်းတဲ့စိတ်နေသဘောထားတွေခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့မကောင်းမှုဆိုတာမြတ်စွာဘုရားပွင့်တဲ့အခါမှာခွဲခွဲခြားခြားသိရှိအောင်မြတ်စွာဘုရားဟောကြားဆုံးမအဲ့ဒီအဆုံးအမကိုလောကသားတွေအားလုံး ခေါင်းကြီးတို့တွေနိုင်မှတ်သားပြီးဟောမကောင်းတဲ့စိတ်နေသဘောဓာတ်တွေမိမိတို့ရဲ့ရှင်းနေမှာမဖြစ်အောင်ကောင်းတဲ့စိတ်နေသဘောဓာတ်တွေရင်းနေဖြစ်အောင်ကြိုးစားခြင်းဟာအဓိကလို့ရပဲဖြစ်တယ်လို့ကလျာဏကာရီကလျာဏပပကာရိစပပကံရှာဓိတံဝပတိဖီစံတာရိတံဟရတိဖလံ ိုဆိုင်လိုက်တဲ့မျိုးစေကထိုမျိုးစေကသူသိနေကြအတိမျိုးပဲသိမှာပဲစိတ်မျိုးစေဖြစ်ရင်စိတ်သိသိမယ်အချိုမျိုးစေလူရင်ကိုအင်အားဖြစ်စေပြီးကြမ်းမာနေရတဲ့မျိုးစေဆိုလို့ရှိရင်လေလူကိုချုပ်ပြမှာပဲဖြစ်တယ်ပေါ့အဲ့ဒီနှစ်ခုပိုင်းခြားသိပြီးတဲ့အခါမှာ မိမိဘဝခရီးလျှောက်လာတဲ့အခါမကောင်းတဲ့အတွေးမကောင်းတဲ့အပြော မကောင်းတဲ့လုပ်ရတဲ့ဟူရှောင်ရှားပြီးကောင်းတဲ့အတွေးကောင်းတဲ့အပြောကောင်းတဲ့အလုပ်အဲ့ဒီတွေးတောမှုပြောဆိုမှု ပြုလုပ်မှုဆိုတာကိုဘယ်အရာကဥဆောင်နေတာလဲဆိုတာစဉ်းစားကြည့်ပါ အန္တရာယ်ကင်းပြိဏပဲတန်ဃာတွေကိုပြင့်ပြီးတော့လူမဲ့တမ်းပဲကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်စိတ်ဟာအရင်ဖြစ်တာပဲဖြစ်တယ်။အဲ့ဒီစိတ်ကဥဆောင်သွားလို့ဒီလုံငန်းကိုလွတ်ဖြစ်တာပဲ။အကယ်၍ဒီပြည့်ရင်နဲ့နှလုံးထဲမှာဒီစိတ်ကူးတောင်မရှိဘူးဆိုရင်လွတ်ဖြစ်ဖို့ရမှာခဲ့။ခဲရင်လည်းပေါ့နော်။အေးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ် စိတ်ထဲမှာအရင်ဖြစ်ပေါ်လာတယ်ဆိုတာတတိထားကြအဲ့ဒီလိုတတိထားပြီးတော့ဖြစ်ပေါ်လာတဲ့အချိန်လေးမှာဒီဆက်ပြီးတော့လုံးတဲ့လုံးထိုက်တဲ့လုံးစုလုံးရမှာဖြစ်ပြီးမကောင်းတဲ့ သဘာဝတရားတွေနဲ့ရောလာပြီးအကျိုးစီးပွားဆွေးရုံမဲ့အရာဆိုရင်စိတ်အဆက်မှတယ်မဲ့တမြစ်ဖို့လူတယ်လို့လူဆိုတယ်။ဒါကြောင့်မို့ရသဗျာကစိတ်ရဲ့သဘာဝကိုခေါ်တဲ့အခါမှာမနောပုပ်ပင်ကမဓမ္မာသဘာဝတရားလူရဲ့တဏ္ဍမဖြစ်ပြတဲ့အရာတွေအလုံးဒီနေရာမှာဓမ္မဆိုတာသဘာဝတရားကို ဖွင့်ဆိုတဲ့အခါမှာအဓိကစေတသိက်တရားတွေကဖွင့်ဆိုတာဖြစ်တော့လေရုပ်လည်းပါတယ်လို့ပြောလို့ရတာပေါ့နော်။ဒါကြောင့်လို့ဆိုရင်လူရဲ့တဏ္ဍာမဖြစ်တဲ့ရုပ်တရားဟာစေတသာရုပ်တည်ရှိတော့စိတ်ကဥဆောင်သွားတာတွေအလုံးဟာစိတ်ကဥဆောင်။စိတ်တည်နဲ့နိယတိလောကောလို့ဆိုတယ်။သဘာဝတရားအလုံးကိုစိတ်ကဥဆောင်နေတယ်လို့သူတို့ပြောတာ။အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမ မနောပုတ်ရင်ကမာဓမ္မလောကမှာဖြစ်ပေါ်လာမယ်သဘာဝတရားတွေကိုစိတ်ကဥဆောင်ထားတယ်ဥဆောင်နေတယ်စိတ်แท้မှအရင်ဖြစ်ပြီးလောက်ကြတာဖြစ်တယ်ပေါ့မနောတိထာမနောမေဟာစိတ်ကပဲချီးမှုအုပ်ချုပ်ထားပြီးစိတ်ကပဲဖန်တီးပြီးပြုလုပ်တာဖြစ်တယ်ဒီကနေ့ကုသိုလ်ပြုတဲ့လူတော်မင်းလာခန္ဓာတစ်ခုလုပ်ဖို့ဆိုတာလည်း စိတ်ကဥဆောင်ထားတာပဲဖြစ်တယ်စိတ်ကဥဆောင်ပြီးတော့လုံးလိုက်လို့အခုလို့အကောင်းထဲပေါ်လက်တွေ့ဆောင်ရွက်ခြင်းဆိုတဲ့အဆင့်ကိုရောက်လာတာကဲပြီးစိတ်ထဲမှာလုံးဝမဖြစ်ဘူးဆိုရင်ဒီအဆင့်ကိုရောက်ကုန်မြောက်အဲ့တော့သဘောဝတရားမြည်သူပဲဖြစ်ဖြစ်စိတ်ကဥဆောင်မကောင်းတာလုံးပဲဆိုတဲ့လူလည်းဘယ်မှာမကောင်းတာလုံးပဲဆိုတာစိတ်ကဥဆောင်နေတာပဲနော် မကောင်းတဲ့ဘက်ဒီပြောမယ်ဆိုရင်ဘယ်နေရာသွားပြီးအတူချမ်းစီမယ်တပြားတိုက်မယ်ဆိုလည်းစိတ်ကပဲအရင်စားပါပဲနော်ဘယ်နေရာပါသွားလုပ်မယ်ဆိုတာလည်းစိတ်ကဥဆောင်လာကြည့်ပဲအကုန်လုံးအဲ့တော့အဲ့လိုဥဆောင်လာတဲ့ထဲမှာကောင်းတာတွေနဲ့တွဲဖက်လာပြီးတော့ဆိုပါစို့ပေါင်းသင်ကောင်းတဲ့အခါမှာလူတွေဟာအပေါင်းအသင်းတွေနဲ့အပေါင်းအသင်းတွေက တရားနာသွားရအောင်ဖျားဘူးသွားရအောင်ကျောင်းသွားရအောင်ဆိုတဲ့အပေါင်းအသင်းနေနဲ့တွေ့လို့ကျောင်းရောက်တယ်ဖျားရောက်တယ်တရားပွဲရောက်တယ်ဆိုဖြစ်တာအဲ့ဒါမဟုတ်ဘဲနဲ့စတေရှိုးသွားကြည့်ရအောင်ရုပ်ရှင်သွားကြည့်ရအောင်ဖဲဆိုင်သွားပြီးတော့တောက်ကြစားကြရအောင်ဆိုလဲအဲ့ဒီရောက်သွားပြန်တာအဲ့ဒီလိုအဆင့်ကလေးမှာကိုကိုထိမ့်သိဆောင်ရှောင်းရမယ်လို့ဆိုလိုတယ်မြတ်စွာဘုရား အဲ့ဒီအချိန်လေးမှာထိုင်တဲ့ဆောက်ရှောက်နေသူတော်ကောင်းပဲနော်အဲ့တော့စိတ်ဆိုတာသူ့ရဲ့သဘာဝကတော့အရာခန့်သိကိုဥဆောင်တတ်တာစိတ်ရဲ့သဘောသို့တော့အဲ့ဒီစိတ်ထဲမှာလောဘနဲ့တွဲလာသလားဒေါသတွေနဲ့တွဲလာသလားမောဟနဲ့တွဲလာအဲ့ဒီမကောင်းတဲ့အပေါင်းအသင်းနဲ့အလားသလားတူတဲ့ လောဘနဲ့တွဲလာတယ်ဒေါသနဲ့တွဲလာတယ်မောဟနဲ့တွဲလာတယ်ဆိုအဆုပ်ပဲရောက်တာအလုံးလုံးကအဆုပ်ပဲရောက်တာအဲ့ဒီလိုမဟုတ်ဘဲနဲ့တရားနဲ့တွဲလာတယ်တတိနဲ့တွဲလာတယ်ပညာနဲ့တွဲလာတယ်ဆိုအကောင်းမေ့ရောက်တာကောင်းတဲ့လုံလုံးချပြန်လူတဘာဝအဲ့ဒီလိုရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားအရာရာကိုစိတ်ကဥဆောင်နေတာဖြစ်တယ်စိတ်ကကြည်မှုနေတာဖြစ်တယ်စိတ်ကဖန်တီးထားတာဖြစ်တယ်ဆိုတော့ ကိုယ်စိတ်လေးကိုတတိထားရမှာငါလုံးတဲ့စိတ်ဟာပဒုထစိတ်လို့ခေါ်တယ်လောဘဒေါသမောဟတွေရဲ့ဖြည့်စည်မှုကိုခံရတဲ့စိတ်လားသို့မဟုတ်တဓာတို့တတိတို့ပညာတို့ဆိုတဲ့ကောင်းတဲ့သဘောတရားတွေရဲ့ပံ့ပိုးထားတဲ့စိတ်လားဆိုတာပတ္တနာစိတ်လားဆိုအဲ့ဒီနှစ်ခုပဲကိုကအသိပညာနဲ့စဉ်းစားဆင်ခြင်ရမယ်မလောက်ခင်ပါနော် အဲ့လိုစဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာလောဘဒေါသမောဟကြောင့်ရုပ်ရက်ဆင်းရဲဖြစ်နေတဲ့စိတ်နဲ့လုံလိုက်ပြီးဆိုရင်လုံလိုက်ခြင်းကြောင့်ရလာတဲ့ result ကအကျိုးကမကောင်းတဲ့အကျိုးဖြစ်တယ်။အဲ့ဒါကိုမြတ်စွာဘုရားဟောတာ။မနတာစေပဒုထေနဘာတတိဝါကရောတိဝါပျက်စီးနေတဲ့လောဘဒေါသမောဟတွေကြောင့်ပျက်စီးနေတဲ့စိတ်နဲ့ နှုတ်ကထုတ်ပြောလိုက်မယ်ကိုဒီလက်အောင် လုံးလိုက်မယ်ဆိုလို့ရှိရဲ့တဲ့တတော်နံဒုက္ခမနှွေးတည်အဲ့ဒီပြုလို့မှုပြောဆိုမှုတွေကြောင့်မင်းရဲ့နောက်မှာဒုက္ခတွေတတိကြီးရောက်လာလိမ့်မယ်လို့သူတို့ဆိုလိုတယ်နော်ဒုက္ခတွေကိုနောက်ကနေအစဉ်ဆက်မပြတ်နိုင်လာလိမ့်အခုလေမဟုတ်တာလုံးပြီးပြဿနာနောက်ကလိုက်လာတာပဲလေ ပြဿနာတွေနောက်ကတတိကြီးလိုက်လာလိမ့်မယ်အဲ့ဒီလိုက်လာတဲ့ပြဿနာ ဖြေရှင်းလို့မရအောင်ကိုယ့်ကပ်ပြီးအမြဲတခပေးတာဖြစ်သောကြောင့်စက္ကံဝဝဟတောပဒံလူတွေကနားလဲမဲ့ဥပမာမျက်စာပြပေးနွားလဲမှာလဲမှာကထားတဲ့နွားကြီးရဲ့နောက်ကိုဘိန်းကြီးကလိုက်နေတယ်လို့ပဲအေးတတိတွေအတိတွေပညာတွေ ဆုံးမတရားတွေစဉ်းစားဆင်ခြင်တတ်တာတွေအဲ့ဒါတွေကြောင့်မလို့ကိုယ့်ရဲ့စိတ်လေးဟာတရားဖြစ်လို့ကြည်နူးတယ်။ဟောပညာရှိလို့စဉ်းစားတတ်တယ်။တတိရှိလို့ကောင်းမကောင်းအယုံမဆုဆိုင်ပြီးပညာရှိလို့သိတယ်ဆိုရင်တတိတမ်းမစဉ်ညတတာဝိရိယစသည်ပေါင်းစပ်လိုက်တဲ့အခါကျတော့စိတ်ကလေးဟာကောင်းတဲ့ပဲလို့ဖို့စိတ်ဝင်စားလာပြီ။ မနတစေပတနေနမနေ့ကလည်းဒီမှာအနေကင်းပြိတ်နာပြီးတော့လူတွေတန်းတဲ့ကုသိုလ်ကောင်မှုလုပ်အခုဒီနေ့နဲ့လုပ်အဲ့တော့ဒီလုံးနေရလို့စိတ်ထဲမှာမလုတ်ခင်ကကြည်လူဝန်းတာသရဟရှင်လမ်းပြီးလုတ်ချင်တဲ့စိတ်တွေဖြစ်လာအဲ့ဒါပတ္တနာစိတ်ကြီးနေတဲ့စိတ်လို့ခေါ်တယ်လောကမှာလူတွေပြောလို့ရှိကြတယ် စိတ်မကြည်ဘူးဆိုတဲ့သူကစကားပြောလေဟိုကောင်းကောင်းပြောမှာမဟုတ်ဘူးအလုံးလုံးလေကောင်းကောင်းလုံးမှာမဟုတ်ဘူးเนาะဒေါသကြောင့်ဖြစ်စေစိတ်မကြည်ဘူးဆိုရင်ကောင်းတာမဖြစ်ဘူးစိတ်ကြည်နေတယ်ဆိုရင်ဘာပြောပြောဘာလုံးလုံးကောင်းနေတယ်ဒါကြောင့်မို့မနတာစေပတနေနာတရားကြောင့်ပဲဖြစ်ဖြစ်တတိပညာကြောင့်ပဲဖြစ်ဖြစ်စိတ်ဓာတ်ဟာ ကြည်လူပြီးကောင်းတဲ့အလုပ်လုပ်ချင်တဲ့စိတ်တွေဖြစ်လာပြီဆိုရင်မနတ္တစေပတ္တမြင်တာအဲ့ဒီလိုစိတ်အခြေအနေကောင်းနေတဲ့အချိန်မှာဘာတတိဝါကရောတိဝါပြောလိုက်တာလဲအကောင်းပဲလုံးလိုက်ရင်လည်းအကောင်းပဲအဲ့ဒီပြောဆိုမှုပြုလုပ်မှုတွေကြောင့်နောက်ကဖြစ်ပေါ်လာတဲ့အရာကဘာလို့ဆိုရင် တတောနံဒုက္ခမလွေတီး အဲ့ဒီပြောဆိုမှု ပြုလုပ်မှုကြောင့်ချမ်းသာဒုက္ခဆိုတာဆင်ကဲဆင်ကဲကိုယ်စီလိုက်ပါလာတယ်အစဉ်ပြေမှုတွေဟာတတိတန်းကြီးဖြစ်လာတယ်လို့ဆိုလို့ကောင်းတာလှုပ်ထားတဲ့နောက်မှာအစဉ်ပြေမှုတွေစိတ်ချမ်းသာစရာတွေကိုယ်ချမ်းသာတာတွေအားလုံးအစဉ်ပြေဖြစ်လာဘာနဲ့တူတော့ဆိုရင်ဆာယဝအနပ္ပယိနေကိုယ်နဲ့မက မကင်းမကွာရှိနေတဲ့ဒီအရေးဆိုတော့လူရိတ်ကိုရှင်ညွှန်းပြီးတော့ပြောပြမယ်ချမ်းသာဒုက္ခပေးနိုင်တာတော့လူရိတ်မဟုတ်ဘူးဥပမာမဲ့ခီးသွားတယ်လက်ထဲမှာထီးပါလာထီးပါလာရင်ဒါအញ្ញံဆုံးအရေးလို့ပြောမှာထီးတဲ့ကောင်းတဲ့အရေးကသစ်ပင်ရိတ်သစ်ပင်ရိတ်တဲ့ကောင်းတဲ့ကျတော့အဆောက်အဦရိတ်ပေါ့နော် အဲ့တော့လက်ထဲမှာအရိတ်ပါလာပြီဆိုလို့ရှိရင်ဒီအရိတ်ကိုမိခိုးလိုက်ရသဖြင့်ချမ်းသာဒုက္ခရမယ်ပေါ့အဲ့ဒါလိုပဲလက်ထဲမှာထီးလေးပါလာရင်တော့နေပူတာကာကွယ်လို့ရတယ်မိုးရွာတာကာကွယ်လို့ရတယ်ကို့မှာအပူလောင်ခြင်းမိုးဆူခြင်းဆိုတဲ့အနေတွေကကာကွယ်လို့ရနေတိုက်လို့ရှင်နဲ့လေကိုကာကွယ်လို့ရအဲ့တော့ချမ်းသာဒုက္ခရဆာယဝအနပ္ပတိ အဲ့ဒီအရေးတွေဟာကိုယ့်ကိုအေးမြစေတယ်လို့အပူတဲသွားတဲ့အခါအရေးကကိုယ့်အေးမြစေတယ်လို့ပဲကိုလှုပ်ထားတဲ့ကုသကောင်းမှုတွေကြောင့်မလို့ဖြစ်လေရဘဝမှာချမ်းသာတုခရရတယ်ကုသဆိုတာပြောရမယ်ဆိုရင်နောက်ဘဝမှာမဟုတ်ဘူးအခုလှုပ်တဲ့အချိန်မှာစိတ်ချမ်းသာကိုချမ်းသာဖြစ်နေတာကုသရဲ့အကျိုးပဲနော်စိတ်ချမ်းသာကိုချမ်းသာဖြစ်နေတာကုသဒါလူတိုင်းလူတိုင်း တတိယရမယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားပဲနော်မြတ်စွာဘုရားရဲ့အဆုံးအမစကားအမြဲတမ်းတတိထားရမယ်အရာအရာရမှာစိတ်ကဥဆောင်နေတယ်အဲ့ဒီစိတ်ကဥဆောင်နေသည့်အတွက်ကြောင့်ဘုဒ္ဓစိတ်နဲ့မပြောမီမလုံမီဖို့ ਨੇ ပတ္တနာစိတ်ဆိုတဲ့ကြည်နူးတဲ့စိတ်နဲ့လုံမီပြောမီဖို့အဲ့ဒါကိုတတိထားမှာဖြစ်တယ် ဒုဒ္ဓစိတ်နဲ့လုံးမိပြီဆိုရင်ပြဿနာနောက်ဆက်တွဲကဒုက္ခပဲပဒနာစိတ်နဲ့ပြုမိပြောမိပြီဆိုရင်နောက်ဆက်တွဲရလာမယ်အကျိုးဆက်ကဒုက္ခပဲဒုက္ခနဲ့ဒုက္ခအဆိုးကောင်းကျိုးနဲ့ဆိုးကျိုးဟာလူတွေရဲ့တရားတွေရဲ့နောက်မှာပါမစပြဲပဲဒါဘယ်သူမှဖန်နေတာမဟုတ်ဘူးကိုယ်ရင်နဲ့ဖြစ်လာတဲ့စိတ်ကြောင့်ဖြစ်တာလို့ဆိုတယ် ဲ့တော့ဘုရားဗဒမှာမြတ်စွာဘုရားရဲ့အဆုံးမမှာတေချာစဉ်းစားကြည့်ဆုတောင်းဆုပန်နေတယ်အကျိုးဖြစ်တာမဟုတ်ဘူးညာတော့အဖြစ်ဘုရားဗဒဝင်သူရစင်းနေချိုးဟာဆုတောင်းတဲ့အပေါ်မှာပဲအလေးနဲ့ထားပြီးတော့ကံကောင်းအောင်ဆုတောင်းခြင်းညာဆုတောင်းဖို့ပဲလွတ်ကြတယ်တကယ်ကတော့ကိုယ်စိတ်ကိုပြင်ရမှာပဲဖြစ်တယ်နော်သာဝရကောင်းစားခြင်း လုတ်တဲ့လုတ်ထိုက်တာကဘာလို့ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားကတုတ်တန်တစ်ခုမှဟောထားတယ်မင်းအသက်ရှင်နေနေဆိုရင်အသက်ရှင်ဖို့ဆူတောင်းမနေနဲ့လုတ်တဲ့လုတ်ထိုက်တာလို့ဒီအသက်ကတော့ရှိခြင်းနဲ့မတည့်တာတွေစားခြင်းအစားတယ်ဆင်ခြင်းတော့မရှိဘူးဆိုလို့ရှိရင်အသက်ကရှင်မှာရှင်မှာမဟုတ်ဘူးဒါတဘာဝနော်အသက်ရှင်နေဆိုရင်အသက်ရှင်ခြင်းအကြောင်း ချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာခြင်းနဲ့ချမ်းသာခြင်းအကြောင်းဒါတွေပဲလွတ်ဖို့လိုတယ်လို့ဒီလိုခေါ်ထားတာဖြစ်တယ်။အဲတော့လူလောကမှာလူတွေရှိကြတဲ့ပုံစံတွေအခုလိုအရာရာစိတ်ကဥဆောင်ပြီးတော့မကောင်းတဲ့စိတ်နဲ့လုံရင်ဒုက္ခကောင်းတဲ့စိတ်နဲ့လုံရင်ဒုက္ခဆိုတာဒီလမ်းကြောင်းကြီးဟာတိတာထင်ရှားတဲ့လမ်းကြောင်းကြီးဖြစ်လို့လူတွေရဲ့စိတ်ဆန္ဒနဲ့ လှုပ်တဲ့လှုပ်တဲ့တောင်ကိုယ်ကိုယ်ပြပြသိရှိနားလည်ကြပါဘုရားသစ္စာဘုရားကတရားတွေကိုကဲ့တင်နေဆိုတာဟာတကူတော့နဲ့မပြီးကဲ့တင်တာမဟုတ်ဘူးနော်လူတွေကအများစုကထင်တယ်တကူနဲ့မပြီးကဲ့တင်တယ်လို့ထင်တာဘယ်တော့မှမမမဟုတ်ဘူးမလို့လည်းမရဘူးသူများမှာဖို့အသာထားကိုသားသမီးကိုမှလို့ရမလားဘလောက်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဥမာမယ် ကိုသာသမီးမကျင်လို့နိုင်ငံတော်အကြီးအကဲသမတဖြစ်နေတော့ကိုသာသမီးမလို့မရပြည်ညာတောင်းလို့ပြီလို့မရစာတီဖီကိတ်တော့ရမှာပေါ့နော်သူ့ရင်ထဲနှလုံးထဲမှာတကယ်ကောင်းဆောင် လုပ်ပြီလို့မရနိုင်ဘူးတဲ့ကိုယ်ကိုယ်တိုင်လုပ်ကြအောင်မှာဖြစ်တယ်အေးအဲ့ဒီသဘောတွေကိုတည်တည်ချာချာသိပြီးတော့ဘုရားဘာသာမှာမြတ်စွာဘုရားရဲ့အဆုံးအမအားလဲဆိုတာသိရှိနားလဲမှာဖြစ်တယ်လောကလူတွေ လူချင်းလားဗာလဲလို့အကျဉ်းချုပ်အဖြစ်ရသော်ပြားဟောတော်တာရှိတယ်။လူတိုင်းလူတိုင်းရဲ့စိတ်ဆန္ဒထဲမှာနံပါတ်၁ချမ်းသာခြင်းတယ်။ဒီစီဥစ္စာပေါ်များချမ်းသာကြွယ်ဝခြင်းတာဒါနံပါတ်၁။လူဖြစ်လာလို့ရှင်စီးပွားရှာကြတာချမ်းသာခြင်းလို့ရှာ။အဲ့တော့လူဖြစ်လာလို့ရှိရင်စီပွားဥစ္စာရှာကြတယ်ဒါအပြစ်မဟုတ်ရှာရမှာဖြစ်တယ် လူဖြစ်လာလို့ရှိရင်စီးပွားရှာအောင်စီးပွားရှာတဲ့နိလန်းနေအတိုင်းပဲရှာအောင်တရားသဖြင့်စီးပွားရှာချမ်းသာကြွယ်ဝခြင်းနဲ့ချမ်းသာကြွယ်ဝတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝအောင်ကြိုးစားချမ်းသာပြီးတဲ့အခါမှာလူတွေရဲ့စိတ်ဆန္ဒပါဖြစ်လာပစ္စည်းဥစ္စာတွေပေါများ ချမ်းသာလာတဲ့အခါမှာဂုံရှိတည်ရှိနေခြင်းနဲ့ အတိုင်းနဲ့အဝိုင်းနဲ့ဂုဏ်ရှိသေးရှိနေခြင်းနဲ့နံပါတ်၁ကချမ်းသာခြင်းနဲ့နံပါတ်၂ကဂုဏ်ရှိသေးရှိအတိုင်းဝိုင်းနဲ့နေခြင်းနဲ့နံပါတ်၃ကဘာလို့ဆိုရင်အလုံးပြည့်စုံပြီဆိုတဲ့အခါမှာကျမ်းမာပြီးအသက်ရှင်နေတယ်အသက်ရှိခြင်းနဲ့ပေါ့အသက်ရှိရှိနေခြင်းနဲ့ဒါလူတွေအလုံးရဲ့ဆန္ဒပဲစိတ်ညစ်နေပြီးတော့ဟို စိတ်ဖြစ်စည်းလို့စိတ်ညစ်တဲ့လူကလွဲရင်ဒီ အသက်မရှိခြင်းနဲ့တူမရှိပါဘူးအလုံးအသက်ရှိခြင်းအဲ့ဒီ၃ချက်လူဘဝမှာပြည့်ပြည့်စုံတဲ့အရေးချင်းသုံးမျှော်လင့်ချက်သုံးခုလို့ခေါ်တယ်အေးလူဆိုတာနောက်ဆုံးကျတော့အသက်ရွယ်အသက်ရှိပြီးတော့အသက်ရွယ်ကြီးလာတဲ့အခါမှာဘယ်သူမှထာဝရဆိုတာလေလို့မရသည့်အတွက်ကြောင့်နောက်ဆုံးမျှော်လင့်ချက်လို့ပြောရမှာတစ်ခုကတော့ မနေရလို့သိဆုံးသွားရင်လည်းပဲကောင်းအသူဒီဘုံရောက်ချင်တယ်ဆိုတာဒါနောက်ဆုံးမျောလင်းချက်ပဲအဲ့ဒီမျောလင်းချက်၄ရလူတိုင်းမှာရှိတယ်စီပါဥစ္စာတိုးတက်ပြီးချမ်းသာကြွယ်ဝခြင်းနဲ့ကုန်ရှိသေးရှိလူလောကမှာနေထိုင်ခြင်းနဲ့အသက်ရှိရှိနေထိုင်ခြင်းနဲ့သိရတဲ့အခါမှာလည်းကောင်းအသူဒီဘုံရောက်ချင်တယ်ဒီအချက်၄ချက် ဲ့ဒီအချက်၄ချက်ကိုရရှိစေနိုင်တဲ့အကြောင်းတရားရှိသလားရအောင်လုပ်တဲ့နိလန်းရှိသလားဆိုတော့မြတ်စွာဘုရားနိလန်းမှာဟောပြီအဲ့ဒီအခြေအနေခေါင်းတွေကိုရချင်တယ်ဆိုရင်ဘာလုပ်ရမလဲနမတိကတတ္ထာကောင်းတဲ့လုပ်ပေါ်မှာစိတ်ဝင်စားတယ်ယုံကြည်ချက်ဆိုတာရှိရမယ်ရှင်နာသုံးပါးကိုယုံကြည်ခြင်း ကံကံရေးကြိုးယုံကြည်ခြင်းကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုဒီယုံကြည်ခြင်းတရားဆိုတဲ့ယုံကြည်ချက်ရှိမှ နောက်ဆက်တွဲကုသိုလ်ကောင်းမှုတွေဖြစ်လာတာအဲ့ဒါကြောင့်ရှင်နေမှနံပါတ်1တရားတရားဖြစ်လာပြီးတဲ့နောက်မှာသီလကုချင်တရားထိန်သိမ်းရမယ်အ ਨੇ စုံသာဘသီလတုံထိန်သိမ်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော် တရားရှိတယ်တရားရှိတဲ့အတိုင်းကိုချင်းတရားကောင်းပေါ်နေထိုင်တယ်အမားရင်တစ်ခုမှမလုပ်ဘူးအဲ့ဒီမှာသီလလို့ဆိုတဲ့နေရာမှာသူများတက်ကရှောင်ကျင်ခြင်းဆိုတာဒါကမလုပ်တဲ့နာရှောင်ရမှာသူများတက်တတ်ခြင်းကမလုပ်တဲ့နာရှောင်လိုက်တယ်ရှောင်တယ်ဆိုတဲ့နောက်မှာဘာတွေရှိတော့ဆိုရင်အကျဉ်းနာမေတ္တာထားတယ်ဒါပါရအောင် နော်ရှောင်ကျင်ပြီးတဲ့အခါမှာနောက်ထပ်ကျุလမှုမဖြစ်အောင်သရဝအာလုံးပေါ်မှာအကျဉ်းနဲ့မေတ္တာထားခြင်းသူများဥစ္စာမတရားယူခြင်းမှာရှောင်နေဒါပထမကိုယ့်ကိုယ်စင်ကြယ်တန်ရှင်းအောင် နေတယ်ဒါလောက်ရမယ်နောက်သူတို့ဘာတမရပြမခြင်းမှာရှောင်နေဘုသူ့ပေါ်မှာသူတို့ဘာတမရပေါ်မှာမတော်လောဘနဲ့ပြမတဲ့အမရှိပဲနဲ့ ချူစင်တန်ဆင်းတဲ့စိတ်ဓာတ်နဲ့နေထိုင်ခြင်းဒါလုပ်ရမယ်သူတပားအကျုပ်ပြတ်သွားအောင်လိမ့်လိလှကြပြောချခြင်းမှာရှောင်းနေတစ်ဖက်ကမှန်လာပဲပြောတယ်ဝိရစေဝါကနေလုံးဝရှောင်းပြီးတော့ရှင်မူးမနေဘဲနဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အသိပညာအတတ်ပညာတွေကိုစီးဖို့အထောက်ပဲဟောရှောင်းနာရဲ့လှုပ်ဆောင်နိုင်နှစ်ခုနှစ်ခုသွား အဲ့ဒါဆိုရင်ငါးပါးသိလားပြည့်ပြည့်စုံပြီးတော့ခိုင်ခိုင်မြဲမြဲဖြစ်သွားမယ်နော်အဲ့ဒါလို့ခိုင်မြဲသွားတဲ့သီလခုနကကိုယ့်ရဲ့လူချင်းဆန္ဒတွေကိုမျောလင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တယ်နောက်တစ်ခုကပါတော့ဆိုရင်သာခာသာခာဆိုတာရှင်နဲ့နှလုံးထဲမှာငါးသာသုံးမယ်ငါးသာအခွင့်အရေးယူမယ်ငါအတွက်သာဆိုတာရှင်နဲ့မှမရှိဘူးမိသားစုထဲမှာဆိုရင်မိသားစုအတွက် အများဆိုရင်အများတွေအလုံးအတွက်ဆိုရင်ကျေပြတ်တဲ့စိတ်ဓာတ်ကျင်းမြောင်းတဲ့မစ္စရိယဆိုတဲ့စိတ်ဓာတ်မစ္စရိယရဲ့သဘောတရားငါအတွက်သာဆိုတာမစ္စရိယပဲဘယ်တော့မှာဣဒံအစ္စရိယအိယေသာဟောတုဆိုတဲ့စကလုံးရဲ့ဖွင့်တဲ့ခြင်းပဲဒီအခြေလေးကောင်းတွေဟာသူများထံမှာဖြစ်ပါစေနဲ့ဆိုတဲ့ သူ့ဘာသူဖြစ်တာတော့မဖြစ်အောင်စိတ်ထဲမှာကိုရထားတဲ့အခွင့်အရေးမျိုးကိုသူများမရစေချင်တာမေတ္တရနော်ကိုရထားတဲ့စီးပွားဥစ္စာမျိုးသူများမရစေချင်ကိုရထားတဲ့ခုံတရင်ကြော်ကြောင်းမှုမျိုးကိုသူများကိုမရစေချင်ဟောအဲ့ဒီမေတ္တရဆိုတဲ့တရားအလွန်ဆိုးတယ်အဲ့ဒီမေတ္တရကင်းစင်ပြီးတော့ရဲရဲရောရောအနှမျောမဖက်အလုံးအတွက်ဆိုတဲ့ ကျက်ပြတ်တဲ့စိတ်နဲ့နေနိုင်တာသာကလို့ခေါ်တယ်နော်သာကအဲ့ဒီသာကဆိုတာရှိရမယ်နောက်ဆုံးကဘာလဲဆိုရင်ပညာဒါကတော့အရေးကြီးဆုံးပဲလုံးတင်နာနဲ့မလုံးတင်နာ ခွဲခြားသိတာခြေခံအဖြစ်ပြည်လုံးတင်နာမလုံးတင်နာခွဲခြားသိတယ်ဆိုတာမလုံးတင်နာကအကုသိုလ်တရားလုံးတင်နာကအကုသိုလ်တရားကုသိုလ်အကုသိုလ်ခွဲခြားသိတာ သိထားပြီးရင်ကိုလှုပ်တာကိုနဲ့သာပတ်သက်တယ်လို့ဆိုတဲ့အမြင်ဟာကမ္မတကတာသမာဓိဋ္ဌိနော်ကိုလှုပ်ရင်ကိုပဲအဲ့တော့ကိုနဲ့ပဲသက်ဆိုင် responsibility ကိုနဲ့ပဲပတ်သက်တယ်လို့သူပြောတာအဲ့ဒါခံယူချက်ရှိရမှာဖြစ်တယ်ငါမကောင်းတာလှုပ်ရင်မကောင်းကျိုးကငါနဲ့ပဲသက်ဆိုင်ကောင်းတာလို့ရင်လည်းကောင်းကျိုးကငါနဲ့ပဲသက်ဆိုင်နေဆိုတဲ့အမြင်ရှိသည့်အတွက်ကြောင့် ဘလို့အကျိုးတွေဖြစ်တော့ဆိုလူဆိုတာချမ်းသာခြင်းသာရှိတယ်။ချမ်းသာခြင်းတော့မကောင်းကျိုးပေးမယ်အကုသိုလ်ကရှောင်းတယ်။ကောင်းကျိုးပေးမယ်ကုသိုလ်ကောင်းမှုလုပ်တယ်။အဲ့ဒီအမြင်ကိုရတာ။အဲ့ဒီလိုမဟုတ်ဘဲနဲ့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့အာလုပ်လို့ရှင်ဒီဘဝဒီကိုခံနေနောက်ဘဝနောက်ကိုစားနိုင်မယ်ဆိုတဲ့အမြင်မျိုးတွေတို့နော်အာလုပ်လို့ကြိုက်တာလုပ်တယ်ဆိုတဲ့အမြင်မျိုးတွေ တချို့ကလည်းပေါ့ပေါ့ပြောတယ်။နောက်ဘဝခံရမှာကကိုတိတာမှလို့ဆိုပြီးတော့မကောင်းတာလုပ်လို့ရှိချင်နော်။ဘယ်ဟာပဲဖြစ်ဖြစ်နောက်ဘဝရမယ့်အကျိုးခုဘဝရတဲ့အကျိုးအကျိုးစွာငယ်တန်းရှိတယ်နှစ်ခုရှိတယ်။အဲ့တော့ကောင်းတာလုပ်မှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းဘူး။ကောင်းကျိုးဆိုးကျိုးပေးတဲ့လုပ်ရတဲ့ဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ကိုယ်နဲ့သာပတ်သက်ပြီးအစင်မပြတ်ကိုယ်ထဲမှာကိုယ် ကိုသွားရပါနေမှာပဲဆိုရယ်ကမ္မတက္ကတာသမ္မဒိဋ္ဌိအမြင်ဟာအခြေခံအမြင်ပဲအဲ့ဒီအမြင်နဲ့မကောင်းတာကိုရှောင်ကျင်ပြီးကောင်းတာတွေကိုပြုလုပ်တယ်ဆိုရယ်ဒီနောက်ဆက်တွဲကောင်းရုပ်ချမ်းသာကိုရရှိနိုင်တဲ့အကြောင်းကိုစီကူအထောက်ပြီးသားဖြစ်တယ်ဒီတဲ့ကောင်းတဲ့မှန်ကန်တဲ့အမြင်ကြတော့အရာခတ်သိဟာဘယ်အရာမှမမြဲဘူးနော် အစရှိရင်အဆုံးရှိမယ်အဖြစ်ရှိရင်ပြည့်ရှိမယ်အတက်ရှိရင်အကြရှိတယ်ဆိုတာကိုမြင်တဲ့နှလုံးသွင်းမှုဒါဝိပဿနာခြေခံလို့ပြောလူတယောက်ဟာမွေးဖွားလာခြင်းတည်ဆုံးခြင်းရဲ့အစပဲမွေးဖွားလာရင်တည်ဆုံးမှာပဲနော်စလိုက်ခြင်းကြီးဆုံးသက်ခြင်းဆုံးသက်တဲ့စီသွားမှာပဲတက်နေခြင်းဟာကြခြင်းမှာဆုံးသက်တယ်ဆို အဲ့ဒီလောကရဲ့သဘာဝကိုစဉ်းနေသုံးသပ်ပြီးထာဝရဆိုတာလောကမှာမရှိဘူးအဲ့တော့မမြဲတဲ့ထာဝရရွေးရှားနေတဲ့လောကကြီးတွင်မှာ အမျက်ရအောင်ငါတို့ဟာတံပိုးကြီးတဲ့တံပိုးရှိတဲ့အလုပ်ကိုလုပ်မယ်ဆိုတဲ့အသိပညာရတာဖြစ်တယ်အဲ့ဒီလိုစဉ်းစားပြီးတော့ကိုယ့်အတွက်တံပိုးရှိမယ်တကယ်အနှစ်သာရရှိမယ် ကုချင်းတရားကောင်းမွန်မှု အသိပညာရရှိမှုတွေကိုကြိုးစားအပ်တော်အဲ့လိုမမြဲဘူးဆိုတာဆင်ញင်တဲ့အပြင်ဒီစီဥစ္စာပေါ်မှာတွေ့တာချင်းလူလူချင်းတွေ့တာချင်းဆိုရင်အဲ့ဒီတွေ့တာမှုတွေကိုရှင်းချနိုင်ရှင်းချလိုက်တဲ့ပြင်ယင်းထဲကတောကဆိုတာလေရောကြတာတောကဟာတွေ့တာမှုကြောင့်ဖြစ်တာဒါကြောင့်မို့အထိုက်အလျောက် တရှိဥစ္စာဆိုတာရှိအောင်ကြိုးစားရမှာပဲအတိုင်းဝိုင်းစီတွေမျိုးတွေဆိုတာလည်းရှိအောင်သို့တော့တွေ့တာလုံးချင်းမမောလုံးချင်းဟာတောကအောင်ဖြစ်စေအဲ့ဒီတောကအောင်ရှင်းချနိုင်အောင်အသိဉာဏ်နဲ့စဉ်းစားဆင်ញင်ရမှာလို့ပြောတယ်အဲ့ဒီဝိပဿနာဆိုရင်မမြဲတဲ့သဘောတရားကိုဆင်ញင်စဉ်းစားရှုမှတ်ပေါ်ပြလိုက်ရင်ကိုယ့်ရင်ထဲက တွေ့တာမှုတွေကိုရှင်းချသွားမယ်တော်တာမှုရော့သွားရင်မုန်တိမှုဆိုတာလည်းရော့သွားမယ်ရှင်နေကတောကဖြစ်စရာတွေရော့သွားပြီးရှင်နေလုံးအေးချမ်းမှုရအဲ့ဒီအဆင့်ဟာနောက်ဆုံးကြလို့ရှိရင်ရှင်နေကတောကကိုလုံးဝရှင်းနိုင်ပြီဆိုရင်အာတောကဝိရဆန်ခေမန်ဣတံမင်္ဂလမௌတ္တပါလို့ဆိုတာရှင်နေမှာတောကကင်းတဲ့လုံးဝတောကကင်းသွားတဲ့အဆင့်မျိုးထိအောင်ရောက်ရှိသွားမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုနာယူမှတ်သားချပြီးတို့တွေကိုယ့်ရဲ့မျောလင်းချက်တည်းအောင်မြင်အောင်လှုပ်ဆောင်ရမယ်ကိုယ်တိုင်မှာရှိရမယ်နေ့စဉ်ကြိုးစားရမယ်အရာတတ္ထာရဲ့သီလရဲ့စာခါရဲ့ပညာရဲ့အဲ့ဒီတရား၄ပါးဟာအရေးထားပြီးတော့ဘဝမှာကြိုးစားရမယ်ဆိုတာကိုယ်စီကိုယ်စီသဘောပေါက်ပြီး choose out of Ranjavasi Gosri.